အလုံးမင်္ဂလာပါအင်းမြတ်ယူကေရှင်းမှာနေ့တင်ချမဲ့တင်ချိုင်းလန်စင်ကတော့ G5 တင်ယူအခန်း၁၄ရဲ့ lesson 13မှာဖြစ်ပါတယ်ဆရာပု္ပ္ပာနံပါတ်၄ကိုဆက်လက်လေ့လာလိုက်ရအောင်ပါပု္ပ္ပာနံပါတ်၄မှာပေးထားသောဂိမ်းတွေတစ်ခုစီရှိအပိုင်းဂိမ်းများကိုပိုင်းကြည့်ညှိပြီးဖော်ပြပါလို့ပြောထားပါတယ်နမကာကြီးကိုဆက်လက်လေ့လာလိုက်ရအောင်ပါနမကာကြီးမှာဆိုရင် 2x50 နဲ့ 3x10 ဆိုပြီးပေးထားပါတယ် 2 by 15နဲ့3 by 10ကိုပိုင်းချညှိမယ်ဆိုရင်ဘုံပိုင်းချကိုတာတိထပြရမှာပဲဖြစ်ပါတယ်။ထို့ကြောင့်2 by 50 into ပိုင်းချကို2နဲ့မြောက်ပိုင်းဝင်ကိုလည်း2နဲ့မြောက်ပါတယ်။ရရှိလာသောတန်မှုသည်4 by 30ပဲဖြစ်ပါတယ်။3 by 10ကိုဘုံပိုင်းချညှိပါမယ်။ပိုင်းချကို2နဲ့မြောက်ပိုင်းဝင်ကိုလည်း2နဲ့မြောက်ပါတယ်။ရရှိလာသောတန်မှုသည်9 by 30ပဲဖြစ်ပါတယ်။ ပိုင်းကြီးညှိလို့ရရှိလာသောတန်မိုးကိုပြောပါဆိုရင်4.30နဲ့9.30ပဲဖြစ်ပါတယ်။ယနေ့တင်ကြပေးခဲ့တဲ့တင်ကြားရေးလမ်းစဉ်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေဗျာ။